ုနေ့ sharing လုပ်ပြီးမှက now ဆိုတဲ့ formula လေးဘလို့အသုံးဝင်တယ်ဆိုတဲ့ဟာလေးကို sharing လုပ်ပေးမယ်။ now formula လေးဥပမာ date တစ်ခုရှိရပါတော့။အခုလက်ရှိ date ကနေပြီးနောက်9ရက်ကိုအဲနောက်9ရက်နေဘယ်နေ့ရက်နေလဲသိချင်တယ်ဟာ။အဲအဲ့ဒါမျိုးတွေကိုလွယ်တကူပေါ့နော်ပြက်တကင်ပြက်ကတိန်မလို့ပဲနဲ့ကိုမှ date တစ်ခုရှိရရှိရဆိုရင်အပေါင်းနှုတ်လောက်လိုက်ရုံနဲ့ auto date တွေကိုဖော်ပြပေးတဲ့ဟာမျိုးပေါ့။ဥပမာဆိုရင်အခုလက်ရှိက30ရက် ပေါ့နော်30ရက်6လအဲ့ဆိုရင်မြ мян ချင်းနောင်30ရက်6လမှာမှမခွင်းစားခွင့်ပေးပေးနိုင်မယ်အနှုတ်အမ်12ရက်12ရက်ဆိုရင်အခုလက်ရှိဒါ current date ကိုဥပမာပြလိုက်တာ12ရက်နှုတ်လိုက်မယ်ဆိုရင်အာပြီးခဲ့တဲ့12ရက် ပြီးခဲ့တဲ့12ရက်ကိုနှုတ်လိုက်တဲ့အခါကျတော့18ရက်နေ့ပြရပါတော့18ကနေပြီးတော့တကယ်တမ်းပြန်ပြီးတော့12ရက်ပေါင်းကြည့်လိုက်ရက်30ရက်နေ့ကိုရလိမ့်မယ်တဘောတဘောပေါက်လာမသိနော်အဲဆိုတော့ထားပါတော့အာညီမချင်း now now အာ okay formula လေးရတယ်ကိုယ်သိပြီးတော့အခုဒီရက်ကနေနောက်ထပ်3ရက်ဆိုတော့ဒီရက်နေ့ရမှာလဲဆိုတော့အပေါင်း3ရက်ဆိုရင်3ရက်နေ့ပေါ့နော်ရက်30မှာ September 2အဲ့ဒါ တ်တယ်ဆိုတော့30ပြီးရင်1နှစ်3ရက်ပဲအဲ့အချိန်နဲ့သူအခုလက်ရှိတက်နေတဲ့အချိန်ကိုပြပေးရပါတော့။โอเคနောက်ထပ်အဲ15ရက်နေလာခဲ့အဲအဲ့လိုမျိုးပေါ့နော် client နေကိုချိန်ညင်တယ်ဒီနေ့ကနေပေါ့15ရက်နေကြရင်တွေ့မယ်ဆိုရင်အလွယ်တကူရှာဖွေလို့လွယ်တယ်ခွင့်ပေးအပေါင်း15ရက်တွင်နောက်ထပ်15ရက်ဆို15ရက်စလာဟုတ်ပြီနော်။โอเคအာ အာလွန်ခဲ့တဲ့ရရဟုတ်ရတော့ကဗန်နေရနေလေလွန်ခဲ့တဲ့6ရက်လို့သူများအပြောလာခဲ့လို့ရှင်နောက်အနှုံး6လို့နှုတ်ပြလာအဲဆိုရင်ဘလို့လဲဆိုတော့24ရက်အဲကိုကရက်30ဖြစ်နေလို့ရန်တွက်ရလွယ်တာပေါ့တကယ်တမ်းလုပ်ငန်းခွင်ထဲမှာဟိုတင်းနှင်း3လေးအဲ့လိုလိုက်ပြီးတော့ကလန်ဒါကြီးထောက်ပြီးတော့တပတ်တပတ်လိုက်တွက်မယ်အစားဒီနောက် formula လေးကိုသုံးလိုက်တဲ့ခါပို့ပြီးတော့အဲအသုံးဝင်နေ လုပ်ငန်းခွင်တွေရလူတွေအတွက်ဒါအသုံးဝင်တဲ့ formula လေးဖြစ်တယ်ပေါ့နော်ဆိုโอเคအဲဆိုရင်အကုန်လုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ် thank you ပါ